ို့ရိုက်နေတဲ့ပုံစံကိုစမ်းကြည့်တာ။ဒါဥစဉ်ရက်နေတဲ့နေရာပေါ့။စမ်းကြည့်နေတဲ့ဥစဉ်ဘောဘွဲ့အတွက်ပြိတ္တတရားအကုန်လူရှိနေတာပေါ့။စောင့်နေတော့နှစ်နာရီလောက်ကြာသွားပါပြီ။အန်အိုဝေယာကောင်းတဲ့တုတ်တက်တဲ့တိုင်းပြည်ရဲ့ဒါကတော့ကလတ်ကတားဆိုတာကိုကတားဆိုတာ အိန္ဒိယရဲ့မြို့တော်ကြီးတစ်ခုပဲလေပြောရမှာပါအဲကြောင့်ဒီမှာလေစိတ်ကလည်းဘာပြောပါမြန်မာပြည်ရဲ့အများကြီးအပေါ်လန်းနေအွန်လန်းနေနေပြီအခုနစောင့်နေကြတဲ့အဖွဲ့တွေရင်တွေးရအောင်ဥစဉ်ရိုက်ပြတာဥစဉ်နေနေကတော့ကားစောင့်နေရလဲမင်္ဂလာပဲဆိုလို့ဟိုးမှမြင်လာဆိုင်မုတ်ကြီးကြီးအဲ့တော့ ်ဦးချင်းတိုင်းမင်းကုံတော်ကြီးပါတယ်ဒါဘလို့ထိမ့်လို့ရမယ်ဟောအေဟုတ်ဘူးဘလို့ထိမ့်ရတာอืมဒါမှပြီးတော့မှာတဲ့လူရင်ဒီကောင်တိတ်မကျွမ်းကျင်တော့အခုတော့ဩဒီနေ့ကျွမ်းကျင်လာပါပြီမထမ်းတည်ဒီမှာဒါလေးကိုခေါ်မှသွားစိုက်ကြီးစိုက်သေးပြန်ပြောင်းလို့ရတယ်။ဒါဆိုအကြီးရတယ်။အဲအဲ့လိုဒီဒါစိုက်သေးလေးအဲဟုတ် ဥစဉ်စမ်းတက်ပြီးတော့ရိုက်နေတာဖြစ်ပါတယ်။အဲဥစဉ်တို့အပွဲတွေကိုအကုန်လုံးပါသိခြင်းတို့အားလုံးစောင့်နေရင်ဒီကောင်ရိုက်နည်းလေးကိုသိချာတိလာရင်ဒါလေးကိုလှုပ်လိုက်ရင်အဲ့ဒါလေးကိုလှုပ်လိုက်ရင်အဲစိုက်ကြီးရတယ်။ဥမာအခုလည်းဒါကြီးရတယ်။အဲ့ဒါဒီဒီလေးရတယ်။ဒီလာနေတာကိုကိုကကြီးကျင်တော့အဲ့လိုဟုတ်မှအစ်စ်ဆိုတော့ ားတော့ဒီကားမဟုတ်သေးဘူးလားဟုတ်တယ်ကဲအခုမြင်တွေ့ရတဲ့အတိုင်းပါပဲ international ဘတ်တတော့ fury fury မြင်တွေ့ရတဲ့အတိုင်းဒါတော့ကားဆောင်နေနေကြာတဲ့အချိန်မျိုးမမစ်ဆိုရင်ပြီးအောင်ကိုရာကြီးဒီဘက်ဘာတွေပေါင်းလုံနေတော့ဘာလို့ဒီဘက်ထဲခွဲနေတော့ဟမ်ဘာလို့ခွဲနေတော့ဟမ် ။ကောင်းပါပြီ။ဒီလမ်းလေးရှောင်ရင်းနဲ့မမမိတ်ဆွေတီအောင်လို့အဲဒါတော့ကလကတားလေစိတ်ကိုဦးစဉ်အစာဆုံးလေးရှောက်ကြည့်ပါဦးမယ်။နည်းနည်းတော့အပင်မန်းခံလိုက်မှာ။လူလည်းတီးသေးချင်ပါလေ။ဟဲ့လို့ပေါ့အဲ့တော့ 484B တဲ့ international နာမဦးနာဝိုင်းအလေးစိတ်ရဲ့အဝင်အထွက် တိရဟာရောက်တွန်းလေးကိုကားဆောင်နေတော့နှစ်နာရီလောက်ကျော်ပြီအားလုံးလည်းသူတို့ program ရဘုဒ္ဓဘာသာညချူသားနေတယ်ခြေနေရတော့အတိကျတိရအောင်လုပ်နေပါတယ်ခါလေသိအေရှားအာအာဗီယာစင်ကာပူထိုင်းကွတ်တာဒီကြောင်းလိုင်းနေအစုံရှိပါတယ်တဲ့ ရင်တွေ့ရတဲ့အတိုင်းတမိုင်းတော့ရှိမဲ့တဲ့အဲ့ဒီလမ်းလျှောက်နဲ့သွားတာပါလေလာရင်ဇင်းရဲ့အတန်းနေချထားအောင်ဆုံးသောနှလုံးသားနဲ့ဒီမှာဒါတရီစီကိုဖိုက်ကြည့်ရဲ့ဟင်း is it အေးနာမြန်မာရကျတော့လာချမ်းပုံနာအဝိုက်ကြီးပေါ့အရကတားလေးစိတ်ကိုရောက်ခုတဲ့ရှိတော့အာဒီကျွန်တော်ပြောရပြန်ကုန်ပြီခုနကလည်းဥစဉ်လာပြီးနှုတ်ဆက်တာဘင်္ဂလားဒေ့ရှ်ကားတဲ့ဘုန်းကြီးကိုတီးတယ်ဘင်္ဂလားမှာလဲဥစဉ်ကိုတီးကြတယ်တဲ့ WOW ဟိုးမုံမို့ 15မိနစ်တစ်ချိန်ဒီနေ့စိုက်တယ်ဆိုရင်ခိတ်13ကိုပဲတရှိပါလေ International အလုံးပြော်လိုက်ရင်ဒါကတော့ bus stop ဟုတ်ပါမှာကြေးကြီးပါလမ်းမလျှောက်နိုင်တော့ဒီဘီအဲ တာလို့ရှိတယ်လို့ကိုအုပ်စုရဲ့ကူပါလေဒါတော့ဒါလီစိတ်ကိုလာချူကြတဲ့သူတွေဒါလီစိတ်ကထွက်လာတာဒါလာချူတဲ့သူတွေအဲအကုန်လုံးကဒီနားမှာချူရတယ်ဒိုမက်စတစ်အရိုင်ဗယ် ဒီရင်းလေချောင်းนี่ဒီကသွားတာသတိရေဟိုဘက်ကအင်တာနက်ရှင်နယ်ရဒူမဲ့သက်တဲ့အချမ်းဒီရင်းဒီရင်းဆိုတော့မကားကြီးလက်အဲတို့ကသူရှုံးညင်တွေးရတာဟောဒီမှာရှိတဲ့လူမျိုးတွေဝစားစင်ရင်ပုံတွေဒီကျင်းမှုတွေဒီမှာ indigo နားတဲ့လေ original state ဒိုမက်စတစ်အပြင်းတွေကြောင့်ဘောနောဟာကိုရလည်းမလားစပတ်ချေကိုရတော့အဲ့လိုအိတ်တာဆရာကြီးညိုအဲ့လိုဟိုဘယ်မှာအိတ်တယ်ဟမ်ဒီစီပဲမကောင်းတဲ့လူထိုင်ဝင်လို့ဆိုတော့ကိုရတို့အိတ်တယ်ဘာပြောချင်တယ်ဒီလိုလက်ခံရတာပဲ။ တို့စီမှာတော့ကိုကတာစတာစားရလေးမှုန်နေဒေတာတွေမှုန်နေသာပြင်းရင်ရေချောင်းနဲ့ပြင်းလေချောင်းမစားနေရဘူးရေလည်းထွက်လာတယ်တူရေလည်းထွက်နိုင်တယ်ဒါတက္ကစီတွေဘတ်စတော်တွေအလုံးပြောင်းလို့အမတ်တရပြင်းပြလိုက်တာပါ 2A 2B ဘဘကဘင်းတော့ 4A 4B ရတာငါပြည်ရင်းလေကြောင်းနေဒိုမက်စတစ် arrival ဒိုမက်စတစ် arrival အဲဒိုမက်စတစ် arrival အဲလိုအနည်းချက်ကြည့်အဲဒိုမက်စတစ် arrival အဲနောက်တစ်ခုနည်းရအဲအဲ့လိုဟုတ်ပြီဦးဇင်းလေးရိုက်နေလို့တော့တီးသွားတာပေါ့အများကြီးအောင်တော့လူပဲရိုက်တာကောင်းပါလား RAPID ကို Rapido တဲ့ဘာမှစတော့ကောင်းတော့ဘာလို့ကိုင်းလဲညောင်းပြေလမ်းလျှောက်ရင်အော်တော့ဒါဒါဥစ္စာဆွဲတာပဲလက်တွန်လေးကိုဆွဲတာသတိသတိဒီအော်မလေးဒီနာလမ်းလျှောက်ရမ်းနဲ့ဒီမက်ဆေ arrival အားလုံးဟာ ။တပတ်စာဟောဒီဘက်ကလည်းထွက်လာတာပဲ။ 1B တဲ့ဒါတော့လမ်းဆုံးပြီပေါ့။ဟုတ်လား။ဒါဒီလိုအဲကလားဆိုင်နဲ့ရေးထား Go to the gate 1 for cap ။အော်။ဒါဟဲဒါပြည်တွင်းရေးနေကြ။အာစောင်းနေသူတွေစောင်းနေသူတွေတန်းထားပြီးတော့ဒီကနေ့က ဒါအင်ဒီကိုလေကြောင်းကတစ်မျိုးနဲ့တစ်မျိုးဘာနာဒီဟိုးကဒီနေ့ခေါက်တော့ရောက်အောင်သွားတာဟောဒါအိန္ဒိယရဲ့စာလူတွေယုံကြည်မှုတွေတီးချမ်းရှင်းနေဒီတင်ငန်းနဲ့ဒီနဖောင်းလားတော်သူပြောနေကသူကနာနဲ့သူအဲကြောင့်ဓမ္မမိတ်ဆွေတွေကိုလည်းဥစဉ်ကတီးအောင်အမတ်တရားလေးတင်ပြ ါတော့အစအဆုံးပါပဲဦးဇင်းတို့အပြူဆိုင်ရလေချောင်းလိုင်းနဲ့မဆောင်ကြတဲ့ရဲလည်းရှိတယ်ဒီမှာလူတွေထိုင်မှုရှိတယ်ဒါတော့အပေါ်တက်တဲ့စတေရှင်မှာတက်ထားပေါ့ကောင်းပါပြီဒါတော့ကားပတ်ကင်အပေါ်လမ်းကသွားတဲ့ကားပတ်ကင်ဒီမှာအောက်မှာတော့ပစ္စည်းတွေပြင်းတာမမေဆူတွေမြင်ဘူးအောင်လို့ပြရင်ဒီနေ့ဦးဇင်းလည်း ကိုယ်မှသွားကြည့်လို့ရပါတယ်။အဲဒါလပ်ပါတဲ့ရွေးဆောက်ဦးနေတူဒီနေရာလေးကပဲမှတ်တမ်းတင်နှုတ်ဆက်လိုက်ပါတယ်။အားလုံးချမ်းမြေ့နိဗ္ဗာန်တွေကအင်းမြတ်ချမ်းသာရှိပါလိမ့်။ဒါဥစဉ်အစအဆုံးလမ်းလျှောက်ပြလိုက်တာပါ။ဒါကလကတ္တာလေးသိကြီးဦး အညောင်းခံပြီးတော့အားလုံးအတွက်အသိဉာဏ်ပွင့်မှုအမှတ်တရတင်ပြပြီးတာပါအားလုံးချမ်းမြေ့နိဗ္ဗာန်တရားအမြတ်ချမ်းသာရှိပါစေ။